ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလိုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငှက်မလေးဖွင့်တဲ့မုတ်ချိုဆိုင်တရားရဲတောင်းလေးတဲမှာငှက်မလေးတွန်တနီရဲ့မုတ်ဆန်ဒီဇိုင်းရှိပါတယ်။တွန်တနီရဲ့ဆိုင်ကမုတ်တွေကအရန်ကိုမှအရသာရှိပါတယ်။အဲဒါကြောင့်တောင်းကကျင်းငှက်တွေကလည်း တွန်တနီရဲ့ဆိုင်မှာပဲအမြန်လိုလိုမုတ်တွေလာဝဲစားကြပါ යි အဲ့ချိန်မှာတွန်တနီစီကိုဖုန်းဝင်လာပါ යි ဟယ်လိုတွန်တနီမုတ်ချိုနှစ်ကီလိုလောက်ငါအဲ့ကိုမြန်မြန်လေးပို့ပေးပါအောင်ယာတီဦးတို့ကလည်းမကမိုးကလည်းရွာနေလို့တာငါနစ်စာမလာနိုင်တာပါနေငါအဲ့ကိုမုတ်ပို့ပေးလိုက်နော်ဒါပေမဲ့အကိုတီနုရဲ့ကျမအခုဆိုင်မှာတယောက်တည်းလေကျမဘလို့လို့ပြီးနိုင်ပါလဲဆိုတော့ကြည့်လိုက်ပါအောင်မယ်နော်အဲ့လိုပြောပြီးတော့တွန်တနီကဖုန်းချလိုက်ပါ යි ပြီးတော့စဉ်းစားနေပိုင်အဲဒီချိန်မှာပဲကြီးကန့်ကာလူကရှောက်လာပြီးတွန်တနီကိုအခုလိုပြောလိုက်ပိုင်ညီမကြီးအခုကလေးတွေပိုက်စားနေကြလို့ပါဒီလိုရာသီဥတုအခြေအနေမျိုးနဲ့အခုဘယ်မှာမှအလောက်ရှာမရအောင်ဖြစ်နေရဲ့ကျေးဇူးပြုပြီးညီမဆိုင်မှာအခုခံထားလိုက်ပါနော်ညီမကြီးကျေးဇူးအခုဒီတသက်မေ့မှာမဟုတ်ပါဘူးအဲ့ခါမှာတွန်တနီကကာလူကိုအခုလိုပြောလိုက်ပိုင်အခုကာလူကြီးကျမရဲ့ဆိုင်မှာအခြားသူရဲ့အကူအညီမလိုအပ်သေးပါဘူး ဆိုင်လုပ်တွေကကျမတယောက်တည်းပဲလုပ်တာပါဒါပေမဲ့အကူအရန်ခက်တွေ့နေရဆိုရင်တော့လေကောင်းပါပြီအကူကညီမဆိုင်အမုတ်တွေကိုအချားငယ်ရဲ့အိမ်တွေစီကိုလိုက်ပို့ပေးပါနော်ဘာလို့လဲဆိုတော့မိုးရွာရင်နေ့တွေမှာဖောက်တယ်တွေတော်တော်များများဖုံးဆက်ပြီးပဲလှမ်းမာကြတာတူတနည်းရဲ့စကားကြားပြီးကာလူလည်းအယံဝမ်းသာသွားပါတယ်အကူကာလူရေဒီမုတ်လေးကိုအကူတီနူရဲ့အိမ်စီကိုသွားပို့ပေးပါနော်တွန်တနည်းအကူရဲ့အလုပ်ကိုတိကျစူးစမ်းပြီးလုပ်ပါမယ် အကိုအလုံးလောက်တာတွေ့ရင်ညီမလည်းသဘောကျသွားမှာပါ အကိုကမိုးရီတဲကြီးမဲကြီးရွာနေနေမှပြတ်နိုင်ပါတယ်ကာလူလည်းအဲ့လိုပြောပြီးတွန်တနီးစီယာမှုတ်ဘူးကိုယူကတီနူးရဲ့အိမ်ဘက်ကိုထွက်လာလိုက်ပိုင် ကာလူကအရန်ကုန်မှလိန်ညာကောက်ချစ်ပြီးလောဘကြီးရဲ့သူပဲဖြစ်ပိုင်အဲ့ဒါကြောင့်ကာလူကလမ်းတစ်ဘက်လောက်ရောက်တော့မြေဘေးနာမှာထိုင်ပြီးတီနူးကိုပေးရမယ့်မှုတ်ဘူးတဲကမုတ်တဝက်ကျော်လောက်ကိုစားပြစ်လိုက်ပိုင်ဒီမုတ်တွေကအရန်စားလို့ကောင်းတာပဲ ငါတော့ဒီမုတ်တွေစားပြီးအရသာတွေ့သွားပြီငါအလုတ်ကောင်ကတကူရလိုက်တာပဲအခုဆိုငါဒီလိုအရသာရှိရဲ့မုတ်တွေနေ့တိုင်းစားရတော့မယ်အဲလိုပြောပြီးကာလူကကျန်နေရဲ့မုတ်ထုတ်ကိုယူကတီနူးရဲ့အိမ်ကိုရှောက်သွားပါတယ်ရော့ဒီမှာအကိုကြီးမုတ်အတွက်ကြားသိငွေပါကာလူလည်းတီနူးပေးရဲ့ပစ္စံကိုယူပြီးပြန်သွားပါတယ်တီနူးလည်းအိမ်တကောက်ပိတ်လိုက်ပါတယ်အခုတီနူးရေတီတူနီကအရမ်းလေရပဲအရင်ကတရာဖို့ဆိုရင်မုတ်တွေအများကြီးပေးတာ အခုတော့ကြည့်ပါဒီမုံလောင်းနဲ့ကျမတို့နေအောင်ဘလို့လို့ဘိုက်ပြေမှာလဲအလော်လေးနည်းနည်းဖြစ်လာနဲ့ငှက်မှလောဘတက်လာပြီလေတစ်ဖက်မှာလဲကာလူကမုတ်ပိုပေးပြီးသူ့အိမ်သူပြန်က သူ့မိမကိုဖြစ်ကြအကုန်ပြောပြလိုက်ပါအဲ့လိုနဲ့ချောရင်ငါလမ်းတစ်ဝက်လောက်ရောက်တော့မြေပြင်းနာမှာထိုင်ပြီးမုတ်တွေအားရပါးရစားလိုက်တယ်အရင်အရသာရှိရပဲကွာကာလူနေငါ့ကိုဒါတွေဘာလို့လာပြောပြနေရလဲငါခံစားရအောင်တတ်တတ်မဲ့လာလောက်နေရလား မဟုတ်ပါဘူးချောရဲ့နေစိတ်မပူပါနဲ့အခုလိုမိုးရွာနေတဲ့ချက်တွေမှာငါတို့နေ့တိုင်းမုတ်ချိုတွေပဲစားကြတော့မယ်ကြည်ထားပါမနက်ပြန်ကြရင်ငါနေ့အတွက်ပါ မုတ်ချိုယူလာခဲ့ပေးမယ်နောက်တနေ့ကျတော့ကာလူကတွန်တနည်းရဲ့ဆိုင်ကိုအလုံးလုံးပေါ်အတွက်ရောက်လာပါရင်နေ့အချိန်မီရောက်လာတာပဲကာလူအခုနောက်ပဲဗန်ဒီကမုတ်မာထားတယ်သူ့အတွက်မုတ်ကိုငါဘူးတဲ့တေချာထည့်ထားပြီးပြီဒီမုတ်ကိုဗန်ဒီရဲ့အိမ်ကိုသွားပို့ပေးပါ ပြီးရင်ဗန်ဒီးစီဟာကြက်တဲ့ငွေပါတခါရင်ယူလာခဲ့နော်။မြမကြီးဒီမုတ်ဘူးထဲမှာဘာမုတ်တွေပါလဲ။ဟုတ်အကိုဆိုလိုချင်တာကတကြားမုတ်လားပဲမုတ်လားလဒူမုတ်လား။တကြားမုတ်ချို့ပါကိုကလူ။ဗန်ဒီးကကျမဆန်တကြားမုတ်ကိုတိတ်ကြိတ်တာ။တွင်တနည်းရဲ့စကားကြတော့ကာလူကပြောသွားပြီးမုတ်ဘူးကိုယူကဗန်ဒီးရဲ့အိမ်ဘက်ကိုထွက်လာလိုက်ပိုင်။ဒါပေမဲ့လန်တဝန်လောက်ရောက်တော့ကာလူကသူ့အိမ်ကိုတန်းသွားလိုက်ပိုင်။အိမ်ရောက်တော့ သူ့မိမမချောအခုလိုပြောလိုက်ပါရော့ဒီမှာစားလိုက်အောင်ချော်ရင်ဒီမုတ်ဘူးတရတကြားမောတော့ဝက်လောက်ကိုထုတ်ပြီးစားလိုက်အခုကလူကြီးဟုန်ကဲမမတိတော့ပါအောင်နော်အဲ့ဒီတွေစိတ်မမူပါနဲ့သူ့ခန္ဓာကွာသေးတယ်လို့သူ့အုံနောက်ကလည်းတိတိလေးပါ မချောလည်းမုတ်ဘူးကိုဖွင့်ပြီးဘူးတရတကြားမုတ်တွင်စားပါအောင်ရင်မချောကဘလောက်တောင်ပိုက်စားနေလဲဆိုရင်သူမှတကြားမုတ်ကိုတဝက်ထပ်ပို့ပြီးစားလိုက်မိပါချော်ရင်တော်ပါတော့ တကြားမုတ်တွေအကုန်လုံးစားပြစ်တော့မလို့လားကလူကလူရေဒီတကြားမုတ်တွေကအရန်ရသားရှိရပဲကျမသိကြိုက်တယ်ကလူလည်းကျန်နေရဲ့မုတ်တဝက်ကိုယူပြီးဘတ်ဒီရဲ့အိမ်စီကိုသွားလိုက်ပါတယ်ကလူနေပါလို့တလောက်တော့နောက်ကျနေရလေမိုးရီအပြစ်မှာဘလောက်တောင်ရွာနေလဲဆိုတာလဲကြည့်လိုက်ပါအောင်အဲ့လိုမိုးရီထဲမှာပြန်နိုင်ဖို့ဆိုတာလွဲတဲ့အလုံးမှမဟုတ်တာအိမ်မှာထိုင်ပြီးအေးစေးမုတ်ရနေရော နေရစကားများနိုင်နေရအေးပါအေးပါထားလိုက်တော့ နေရနေထိုင်ရင်စိတ်ဆိုးသွားပြန်ပြီနေပါဦးငါနေ့ကိုမုံကျွေးအောင်မယ်ငါနေ့စီယာမုတ်ကိုမစားကြင်ပါဘူးနေပါတာနေစားကာလူလဲဒေါသထွက်ပြီးအဲဒီကနေပြန်လာလိုက်ပါပရိသတ်ကြီးတို့လည်းကြားဖို့မှာပါတကောကအမြဲခုနေလို့မရပါဘူးတနေ့မဟုတ်တနေ့ရောဖမ်းမိမှာပါပဲတနေ့မှာတော့ကာလူကတိမ်ငက်ကြီးစီမုတ်သွားပို့နေရင်လမ်းတစ်ဝက်လောက်မှာထိုင်ပြီးမုတ်ဘူးကိုဖွင့်စားနေပါဒီကာလူတို့ကဘလောက်တောင်ကြာနေပြီလဲ အခုချိန်ထိမုတ်ပို့ပြီးပြန်ရောက်မလာသေးဘူးအဲဒီချိန်မှာတိန်ငယ်ကြီးကတွန်တနီရဲ့ဆောင်ရောက်လာပါတယ်တွန်တနီရေငါညမနေစီယာမုတ်စားကျင်လို့စောင့်နေရဘယ်မှလေးနေရမုတ်ကတိန်ငယ်ကြီးရေကျမဆိုင်အလုပ်သမားကလူကအခုအိမ်ကိုမုတ်ပို့ပြီးဖို့ဆိုပြီးထွက်သွားတာကြာပြီလေကြည့်ရတာသူ့လမ်းမှာနားနေရဖြစ်မယ်ကဲပါလာကျမတို့သွားကြည့်ကြရအောင်အဲ့လိုနဲ့တွန်တနီနဲ့တိန်ငယ်ကြီးတို့ကကာလူရဲ့နောက်ကိုလိုက်ကြည့်ရတဲ့အချိန်မှာတော့တစ်ပင်အောင်မှထိုင်ပြီ မော်ဘူးဒိတ်ကမုတ်တွေကိုခိုးစနေတဲ့ကာလူကိုမြင်သွားပါရဲ့အဲ့ဒါအောင်မြင်တော့တိုင်းငယ်ကြီးလည်းဒေါသထွက်သွားပြီးအခုလိုပြောလိုက်ပါရဲ့ကာလူအရှက်မရှိတဲ့တခုနေရဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးနေရငါမုတ်တွေခိုးစနေရဲ့ငါကတော့အိမ်မှာထိုင်ဆောင်နေရတာငါနေအခုပဲပညာပေးပြမယ်ဟုတ်တယ်အခုတိုင်းငယ်ကြီးပြောတာမှန်တယ်ဒီတစ္ဆာပေါင်းလောဘကြီးရဲ့ကြီးကံသူ့အပြစ်တွေအတွက်အပြစ်ဒဏ်တော်ပေးမှကိုရမယ်အဲ့နောက်မှာတော့တိုင်းငယ်ကြီးရောတွန်တနီရောကပါ ကာနုကိုရိုက်နှက်ကြပါတယ်။သိပါပြီသိပါပြီငါ့ကိုကြပါဦး။ကာလူလည်းသူ့အသက်ပေးကလွတ်အောင်အဲဒီကနေထွက်ပြေးသွားပါ යි ။အဲဒီလိုနဲ့ရက်အနေငယ်လောက်ကြာတော့မိုးရွာတာလည်းရှက်သွားပါ යි ။တွန်တနီရဲ့မုတ်ဆိုင်လေးလည်းအရင်တိုင်းပဲပြက်ရောက်နေရပါ යි ။မိဘအပေါ်တည်တတဲ့ငှက်ပေါက်လေးဒီပုံမြင်လေးကတော့ငှက်မလေးတွန်တနီကြောင့်ပဲဖြစ်ပါ යි ။တွန်တနီမှာဆဲလာအရွယ်သမီးလေးတယောက်ရှိပါ යි ။သူမရဲ့ယောက်ျားကာလူကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါ යි ။ သူကအရန်ကုန်ရှိုးသားပြီးအလုပ်ကျိုးစားရသူဖြစ်ပိုင်းကာလူကငွေလဲမတုံးဖြောက်တက်ပေါင်းသူရရဲ့လစာရီကို အကောင်လုံးကိုအင်းရဲ့စားဝင်နေရဲ့အတွက်ပဲအတုံးပြူပိုင်းဒီနေ့မှာတော့ကာလူကတောင်းအုပ်ကနေအိမ်ပြန်လာနေပိုင်းအိမ်ပြန်ရောက်တော့သူ့ရဲ့သမီးလေးကအမောင်လေးမှဖျောင်းတိုင်လေးထွန်ပြီးစာချက်နေရာပြေးသွားပိုင်းသမီးလေးရေဘာလို့ဖျောင်းနိုင်ထွန်ပြီးစာချက်နေရာလဲဘာလို့မီးမဖွင့်တာလဲဖေဖေရေမီးပြက်နေရာကြာနေပြီဘာ ဘာ ਈ ပြောနေရလဲတောင်းဦးတရအိမ်တိုင်းမှာတော့မီးလေးထိန်နေရပဲလေနေပါအောင်အဖေတစ်ချက်စစ်ကြည့်လိုက်ပါအောင်မေရှင်အဖောင်ထဲမှာဘယ်သွားနေရလဲကျမဓမီရှာလာအောင်မေမြင်မြန်ယူလိုက်10မိနစ်ပဲစောင့်ပါကျမအခုယူလာခဲ့မေတွန်တနီလဲကာလူးကိုဓမီယူပေးလိုက်ပါကာလူးကမီးပလက်ခေါင်းသွားစစ်ပါဒီဖြူကလောင်းလောင်းလောင်းနေပြီပဲကာလူးလဲဖြူကိုပြင်နေတဲ့အချိန်မှာရုတ်တရက်သူ့လက်ကဝါယာကျိုးတစ်ချောင်းနဲ့ထိမိပြီး တက်လိုက်တာကာလူဟာတည်သွားရှာပိုင်းတွန်တနီနဲ့သူ့သမီးလေးရောသူ့နောက်မြင်မြန်ပြေးလာပိုင်းဟဲရှင်ဘာဖြစ်သွားလဲရှင်ဘာလို့အရင်နမောနမေနိုင်ရလဲသမီးလေးပင်ကီရေလူနာတင်ကမြင်မြန်ခေါ်ကြည့်လိုက်ပါအောင်သမီးရဲ့ဖေဘာဖြစ်သွားလဲဆိုတာတွန်တနီနဲ့ပင်ကီတို့ကကာလူကိုလူနာတင်ကနဲ့စီးယုံခေါ်သွားပိုင်းစီးယုံရောက်တော့ဆရာဝန်က ကာလူကတည်သွားပြီဆိုတဲ့အကြောင်းပြောလိုက်ပိုင်းကာလူတည်သွားပြီးနောက်ပိုင်းမှာတော့တွန်တနီလဲစိတ်မမှန်တော့သလိုဖြစ်သွားပိုင်း တော်ဒနီကပင်ကီးကိုမြင်တဲ့အချိန်တိုင်းအခုလိုပဲဆက်ဆံမိုင်းအခုတော့မှနေ့ကြောင်ကာလူတီခဲ့ရအိနီယာသာနေ့အမောင်ထဲမှာစာချက်နေရကာလူမတွေ့ခင်သူလည်းမိသွားပြင်ခဲ့မှာမဟုတ်ဘူးငါကာလူလည်းတီခဲ့မှာမဟုတ်ဘူးငါနဲ့ဘယ်တော့မှခွင့်မလွတ်ဘူးငါမျက်စိရှာနေနှင်ထွက်သွားစမ်းမမေကြီးမမေဘာဖြစ်သွားလဲမမေကဘာလို့တမီးအခုလိုရင်းစူနေရလဲအရင်ကတော့မမေတမီးအရင်ချစ်တာလေတမီးကြောင့်ဖေဖေတီခဲ့ရတာမဟုတ်ပါဘူးမမေ ။တမီမမေကိုဘလို့ရှင်းပြရမလဲ။နေပစာပိတ်ထားစမ်း။ငါအနေနဲ့ဘာစကားမှပြောချင်တာမဟုတ်ဘူး။အဲဒီချိန်မှာတွန်တနီကရုတ်တရက်မေးလဲကြာသွားပိုင်း။ဘာဖြစ်လို့လဲမမေ။မမေဘာဖြစ်နေရလဲ။မမေစိတ်ကိုထိမအောင်တမီမမေကိုအိမ်ထဲခေါ်သွားပေးပါမယ်။ပင်ကီလဲတွန်တနီကိုအိမ်ထဲခေါ်သွားပေးလိုက်ပိုင်း။ပြော့ကရင်ပေါ်မှာအိတ်ခိုင်းလိုက်ပိုင်းအခုငါဘာဆက်လုပ်ရတော့မလဲအမေကလည်းအခုလိုပုံစံကြီးဖြစ်နေရဲ့အိမ်မှာလည်းဘာမှစားကြရမရှိဘူး ဖပေးရှာပြီးကဲပစံများလဲကုံသွားပြီငါအနီဘေဘီစီကိုသွားမှဖြစ်မယ်အနီရပဲငောက်လမ်းပြပေးလိုက်မယ်အဲလိုပြောပြီးပင်ကီလဲအိနီနာချင်းဖြစ်တဲ့အနီဘေဘီစီကိုသွားပြီးဖြစ်ချောင်းကုံစင်ပြောပြလိုက်ပါပင်ကီအနီသမီးကိုတခုပြောပြမယ်ဒီနားတဝိုက်မှာဖျဲသီးဆိုင်ခင်းရှိတယ်အဲဆိုင်ခင်းကနေဖျဲသီးတွေကိုပြီးရောင်းပြီးရင်သူ့ကိုပစံပေးလိုက်နောက်ပိုင်းကျရင်တော့သမီးရှာလိုက်ပစံသမီးစီမှာပဲစုထားပါ အနီရအရန်ကောင်းတဲ့အကြောင်းပြောပြလိုက်တာပဲသမီးအနီပြောသလိုပဲလုပ်လိုက်ပါမယ်ပင်ကီလည်းဖျက်တီကောင်းပြီးပစ္စံရှာပိုင်းတစ်ဖက်မှာလည်းတွန်တနီကနေမကောင်းဖြစ်နေပိုင်းအဲဒီလိုနဲ့တနေ့မှာတော့ပင်ကီကတွန်တနီကိုဆရာဝန်ကြီးတွားပြလိုက်ပိုင်းဆရာဝန်ကြီးရဲ့ကြည်ပေးပါအောင်သမီးရဲ့အမေဘာဖြစ်သွားလဲမသိပါဘူးအမေကခဏခဏသတိလစ်လစ်သွားတယ်ဆရာဝန်လည်းတွန်တနီကိုစစ်ဆေးကြည့်ပြီးအခုလိုပြောလိုက်ပိုင်းသူ့အချားငက်ကြီးအားရိုက်ကြောက်ကန်တဲ့ အစားတို့ကုသမှာရမယ်မဟုတ်ရင်တော့သူနားနှလားလောက်မှာပဲအသက်ရှင်နိုင်တော့မယ်အဲ့လိုမပြောပါနဲ့ဆရာဝန်ကြီးရဲ့တမီးရဲ့အမိအတွက်တမီးရဲ့ကြောက်ကတ်တွေပေးပါမယ်တမီးရဲ့အဖေကတော့တမီးကိုထားပြီးထွက်သွားခဲ့ပြီတမီးရဲ့အမိရောဘလိုနည်းနဲ့မှအဆုံးရှုံးမခံနိုင်ဘူးပင်ကီလည်းတူတနီးကို သူ့မရဲ့ကြောက်ကတ်ပေးလိုက်ပါရန်အနေငယ်လောက်ကြာပြီးတူတနီးစေးရုံကနေဆင်းလာခဲ့တဲ့အချိန်မှာတော့လာပါမမေမမေရောက်လာနဲ့အိမ်ရောက်ကြီးတွေတောက်ပသွားသလိုပဲ ။ငါရှိရနေဖဲစမ်း။ငါနေနဲ့စကားပြောချင်သိမ့်မရှိဘူး။ဟုတ်ကဲ့ပါမေ။တမီးနဲ့စကားမပြောပါနဲ့။အခုခဏနားလိုက်ပါအောင်။တွန်တနီလည်းခဏအနားယူလိုက်ပါရင်။ပင်ကြီးကလည်းဖျဲသည့်ကူဖို့စိုက်ခင်းစီထွက်သွားပါရင်။အဲဒီချိန်မှာဆရာဝန်စီကဖုန်းဝင်လာပါရင်။တွန်တနီလည်းဖုန်းကင်လိုက်ပါရင်။တမီးလေးပင်ကြီးတမီးရဲ့အမေကယူဆိုင်တယ်လို့တမီးကိုယ်ရံလည်းကယူဆိုင်အောင်နော်။ဘာလို့လဲဆိုတော့တမီးရဲ့ကြောက်ကက်တလောင်းတမီးရဲ့အမေစီပေးထားတာဒီလိုအခြေအနေမျိုးမှာတမီးတို့နှစ်ယောက်လုံး တေချာဂရုစိုက်ရမယ်ဘလို့ပြောလိုက်တာလဲဆရာဝန်ကြီးရဲ့အခုပြောနေရကျမတွန်တနီးပါဟုတ်ကဲ့အမတွန်တနီးကျွန်တော်ပြောတာအကုန်အမှန်နေပါပဲအမိုက်အသမီးအားပဲအမအတွက်ကြောက်ကတ်တလုံးပေးခဲ့တာတွန်တနီးလဲဆရာဝန်ရဲ့စကားကြားပြီးစိတ်မကောင်းဖြစ်သွားပါတယ်ပင်ကီဖျဲသည်ရောက်ပြီးအိမ်ပြန်ရောက်လာနဲ့တွန်တနီးကသူ့မကိုတောင်းပန်ပါတယ်သမီးလေးပင်ကီ မမေကိုခွတ်လွတ်ပါနော်မမေသမီးကိုရရဲ့ဆက်ဆက်ပြောခဲ့မိရဲ့ အမေသက်ကိုတမိရပဲပေးခဲ့တယ်ဆိုတာဆရာဝန်ကြီးကအမေကိုပြောပြလိုက်ပြီးအဲ့လိုနဲ့တာမင်းတယောက်လုံးငိုပါအောင်ရင်ကဲအခုလိုမျိုးစိတ်ဝင်စားကြပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးတွေနဲ့တူပြန်လာခဲ့ပါအောင်မေနော်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်